မင်္ဂလာပါရှင်တချို့တို့ဒီနေ့က how to create draw down lid with chocolate in az az ရဲ့မှာ draw down lid ကို chocolate နဲ့ကျတို့ပြန်ပြီးတော့အဲယူတဲ့နည်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဟော ကိုရဲ့မိမိရဲ့နေ့စဉ်နဲ့စဉ်းစားရမှာ product တွေရှိတယ်။အဲ့ဒီ product တွေကိုပြန်ပြီးတော့ကျတို့ကရိုက်နေရမယ်ဆိုလို့ရှိရင်ကျတို့ကအချိန်ကုန်နေပေါ့နော်။အဲ့တော့ဒီအပေါ်မှာရှိနေတဲ့စဉ်းစားရတွေတဲ့ကနော်။ ဒီအပေါ်မှာရှိရစီရင်စရာတွေတဲကမှတချို့တို့က data တွေကိုပြန်ပြီးတော့ယူမယ်။ဒါဆိုလို့ရှိရင်မိမိယူချင်တဲ့ဆဲအကွက်လေးမှာ right click ကိုတစ်ခါပါ pick from drop down list ဆိုတဲ့ဟာလေးကိုချက်နေလိုက်ပါ။ပြီးရင်တော့မိမိက pay item ကိုလိုချင်တာနဲ့ pay product ကိုလိုချင်တာလဲမိမိလိုချင်တဲ့ product ကိုတစ်ချက်လေးနဲ့ချလိုက်ပါ။ဒါဆိုရင်ရပြီနော်။နောက်တစ်နည်းအနေနဲ့ shortcut လေးရတော့တချို့တို့ order နဲ့ down arrow ပဲဖြစ်ပါတယ်။ order လေးကိုနှိပ်ပြီးတော့ဒီ down arrow လေးကိုနှိပ်ရမှာပဲဖြစ်ပါတယ်เนาะအဲ့တော့ဒီနေရာလေးမှာ order down arrow ဒါဆိုရင်လည်းဒီလိုက draw down လေးလေးဒီမှာဖြန့်နေပြီးသားဖြစ်သွားပါတယ် rightly pick control down လေးဆိုရင်လည်းအတူတူပါပဲရှင်အဲ့တော့ data စင်းစရာရဲ့တွင်ကြီးတဲ့အပေါ်က data ရဲ့တွေကပဲအားလုံးတူတယ်ဆိုလို့ရှင်ဒီလိုမျိုးလေးထည့်သွားခြင်းအပြင်အချိန်ကိုတတစေပါတယ်လုပ်ငန်းခွင်မှာပို့ပြီးတော့မြန်ဆန်မဲ့လို့လည်းအဲယုံကြည်ပါတယ်เนาะအဲ့တော့ဒီနည်းလမ်းလေးကလုပ်ငန်းခွင်အတွက်တကယ်ကိုအကျိုးရှိစေမယ့် လီလန်လေးပဲဖြစ်ပါတယ်ဒီချိန်ကတော့ကွန်ပျူတာခွင့်ရဲ့ founder trainer ဒေါ်နန်ကျော်ကံဖြစ်ပါစေနောက်ထပ်နောက်ရက်သင်ခန်းစာတွေမှာထပ်ပြီးတော့သင်ခန်းစာတွေကိုဝေမျှသွားပါဦးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်